မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်တီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ဧကတသမာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့ကြ བྱ ာလေးတစ်ပုဒ်ကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကဗျာလေးရဲ့နာမည်ကတော့မပန်ရလဲမပန်ခြင်းတဲ့တောင်ငူခစ်မှာ ရေးသားခဲ့တဲ့ ရေးသားဖွဲ့ဆိုခဲ့တဲ့ကြပြလေးဖြစ်ပါတယ်ဖွဲ့ဆိုခဲ့တဲ့သူကတော့ရေဝေရှင်ထွေးဖြစ်ပါတယ်ရှင်ဒီကြပြလေးကိုမဖက်ပြခင်မှာဒီကြပြလေးရဲ့ရေးသားဖွဲ့ဆိုခဲ့တဲ့ရေဝေရှင်ထွေးရဲ့အကြောင်းလေးကိုအနည်းငယ်ပြောပြပေးချင်ပါတယ်မပန်ရလည်းမပန်ချင်ကြပြကို တောင်ကူခစ်စာဆိုရေဝေရှင်ထွေးရေးဖွဲ့ခဲ့တဲ့ကိုရေး ကိုရဲကိုယ်တာအန်ချင်းများနေပြီးတော့ရင်ကောက်နှုတ်ထားတာဖြစ်ပါတယ်ရေဝေရှင်ထွေးသည် တောင်ငူရွှေနန်းတီမင်းမင်းရဲ့တီဟသူထံတွင်ခါစားသည်ရေဝေရွာစာအမတ်ကြီးတမီထွေးဖြစ်သည် တောင်ငူရွှေနန်းတီမင်းဤနန်းတွင် ကိုလုတ်တော်တူဖြစ်သည်ဟု အမတ်အသားရှိသည် ကိုလုတ်တော်တူဖြစ်တော်လဲ ဘရင်မင်းမြတ်နှင့်မိဖုရားကြီးတို့ကများစွာမြှောက်စားတော်မူခဲ့သည်မြန်မာနှစ်982ခုနှစ်တွင်အိမ်ဝဘရင်အနောက်ဖက်လွန်မင်းတရားတောင်ငူကို တိုက်ခိုက်အောင်မြင်ရာတွင်ယဟယဝေရှင်ထွေးသည်ဇေယရန်တမိတ်ရှင်တန်ကို ရှင်တန်ခိုတို့နှင့်အတူအိမ်ဝသို့လိုက်ပါခဲ့ရသည်အိမ်ဝသို့ရောက်သည့်အခါတွင်လည်းနန်းတွင်စာစုအဖြစ်စာပေလက်ရာများကိုဆက်လက် ပြုစုခဲ့သည်ယဝေရှင်ထွေးဟူသည့်အမည်နှင့်ပတ်သက်၍တချို့ပညာရှင်များကယဝေဟူသည်မှာနန်းတော်ဟုအ내ရသည့်အတွက်နန်းတွင်သူရှင်ထွေးအ내ရသည်ဟုယူဆတော်လဲပညာရှင်အများကမူဇာတိရရွာဖြစ်သောရေဝေရွာကိုအစဲအစွဲပြု၍ရေဝေရှင်ထွေးမှရေဝေရှင်ထွေးဟုခေါ်ခြင်းဖြစ်ကြောင်းကိုပုံမှန်နှစ်သက်လက်ခံခဲ့ကြသည် ယဝေရှင်ထွေးသည်ပကံခိမြမအမျိုးသမီးတို့၏ဇဒုံထုံးဤ55မျိုးကိုအန်ချင်းအဖွဲဖြင့်မှတ်တမ်းတင်ခဲ့သည် ထိုအန်ချင်းအပြင် ကိုရဲကိုယ်တော်အန်ချင်း85ဘိုက်ကိုလည်းရေးဖွဲ့ခဲ့သည်စာပေပညာရှင်များကမူယဝေရှင်ထွေးဤအန်ချင်းများကိုရှေးအကြဆုံးအန်ချင်းများဟု ယူဆခဲ့ကြသည် ထိုအန်ချင်းများတွင်ယဝေရှင်ထွေးဤကိုရဲကိုယ်တော်အချက်လက်များကို တွေ့ရသည် ်အန်ချင်းသည်မူလကဖောင်းခတ်ရာတွင်တီးဆိုရသောရေပွဲနှင့်ဆိုင်သောကြပြာမျိုးဖြစ်သည်အခြားအကြောင်းအရာများကိုလည်းအန်ချင်းဖြင့်ရေးဖွဲ့ကြသည်အန်ချင်းစာဆိုအဖြစ်ထင်ရှားသည့်ရဝေရှင်ထွေးသည်အန်ချင်းများအပြင်လေဝန်းဝေစင်ချီရတုရွှေနန်းကလျင်ချီရတုမရက်ပါလေချီရတုဝမ်းနဲ့မပြေချီရတုဟျံတက်ထွန်းဝါချီရတု တဆက်နှင့်လျှင် ခြေရတုတို့ကိုလည်းရေးသားခဲ့သည်တို့ယတု၆ပုတ်တွင်တဆက်နှင့်လျှင် ခြေရတုမှာဆက်နှစ်ရာဒီဘွဲ့ယတုကောင်းတပုတ်ဖြစ်သည်ကျန်ယတုတို့မှာလည်းထိတ်တန်းယတုများသာဖြစ်ကြောင်းစာပေပညာရှင်များက သုံးသပ်ခဲ့ကြသည် မပန်ရလည်းမပန်ခြင်းအန်ချင်းတွင် ရဝေရှင်ထွေးဤအချစ်ရေးရာအရေးအမွေနှင့်ရင်းနှင်းခန်းစားချက်များပါရှိသည်ဟုယူဆကြသည်ဒါလေးကတော့ ရေရဝေစာဆိုရှင်ရဝေရှင်ထွေးနဲ့ပတ်သက်တဲ့ကိုရေကိုရာချင်းလက်ကလေးတွေကိုဖော်ပြခဲ့တာဖြစ်ပါတယ်။ကဲဒါဆိုရင်ကြပြလေးကိုဖတ်ကြည့်အောင်။မပန်ရလဲမပန်ခြင်းစောလေမပန်ရလဲမပန်ခြင်းမဏိမိန်လာကန်းနာနတ်ဖြစ် ပွင့်ဝစ်တစ်ကို မင်းစစ်သမီးဖုန်ကြီးနတ်ဖန်ငါနှင်းရန်ဟုပန်း ်တန်ပေဣလေဖောချင်းတို့လေဖောချင်းတို့စောလေမကျင်ရလေမကျင်ခြင်းတမင်နဲ့ကြမွေနှစ်ဖားတို့ကြောက်သားချက်ဥစံတုနှိုင်းအင်အရှင်နှစ်ကျုံဘုံမတန်သည်မှန်ပေဤလေဖော်ချင်းတို့လေဖော်ချင်းတို့ စောလီမစားရလဲမစားခြင်းရွှေစင်စတဲ့တိမဲ့ကြွေသည်တပြေသည်ကိုဖုန်ကြီးနဲ့တူငါဖို့ဟူ၍ယူလေဤလေဖော်ခြင်းတို့လေဖော်ခြင်းတို့နန်းရှင်မင်းဖျားတရားလျော်စွာ ဥပရာကို ရှိကြထိတ်ဆွန်ပန်းနယ်ပန်းလျက်ဂျုံနှင့်အရှင်စိတ်နှင့်စင်တို့ခဲအင်ထွေယူ ဖုံးမတူသည်ယူလေဤလေဖော်ခြင်းတို့လေဖော်ခြင်းတို့စောလေမလွမ်းရလေမလွမ်းခြင်းအရှင်နှင့်ကြုံဖုံးမတန်သည်ပူပန်တမ်းမြန်ညှိုးလက်စမ်းလေဖော်ခြင်းတို့လေဖော်ခြင်းတို့တဲ့ဒါလေးကတော့16ရာစုမှာရေးသားခဲ့တဲ့ရဝေရှင် ထွေးရေးသားခဲ့တဲ့ကြပြားလေး ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်